thank uh you -huh. မင်္ဂလာပါရှင်ခေတ်သစ် news ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်ဒေါအောင်ဆန်းစုကြည်နေပြည်တော်အချုပ်ထောင်မှာမရှိဘဲလီယဝက်နေရာမှာဖမ်းဆီးချုပ်နှောင်ခံထားရတယ်လို့မြမချင်းတောင်တပ်သေးဖွဲ့ထုတ်ပြန်တဲ့ကြောင်းတင်ဆက်ပေးပါမယ်ဒေါအောင်ဆန်းစုကြည်ကိုနေပြည်တော်အချုပ်ထောင်နဲ့ဆလိမ့်မိုင်ကွာရှိလီယဝက်နေရာမှာဖမ်းဆီးချုပ်နှောင်ထားပြီးအဆိုပါဖြစ်ပေါ်လာနိုင်တဲ့နောက်ဆက်တွဲအခြေအနေများနဲ့ပတ်သက်ပြီးအဒီကတာဝန်ယူကြမယ်အမည်စင်ကိုမြမအချင်းတောင်တပ်သေးအဖွဲ့ကဒီကနေ့မှထုတ်ပြန်လိုက်ပါတယ်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကနေပြည်တော်အချုပ်ထောင်နဲ့ဆလိမ့်မိုင်22 1.5ကီလိုမီတာအကွာဝေးမှာရှိရဲစစ်စင်ရေးဒူပွဲကားစတာ6ရုံးဆိုင်တဲ့နေရာမှာလုံခြုံရေးတင်းကျပ်စွာနဲ့မတရားဖမ်းဆီးချုံနှောင်ခံထားရကြောင်းအဲ့ဒီနေရာကစစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ရုံးထိုင်တဲ့နေရာနဲ့မကွေးပဲလက်ရှိချိန်မှာဒုတိယပွဲချုပ်ကြီးအစင်းရှိသူမှာတာဝန်ယူဦးစီးနေတယ်လို့ဆိုပါတယ်လက်ရှိမှာတောင်ဆန်းစုကြီးကသွားနဲ့ပတ်သက်တဲ့ဝေဒနာနှလုံးနဲ့ပတ်သက်တဲ့ဝေဒနာနဲ့အသက်အရွယ်ရတက်ကြီးပိုင်းမှာဖြစ်လေရှိရဲစမ်းမရေးဝေဒနာတွေလည်းခံစားနေရပြီးလုံလောက်တဲ့စမ်းမရေးဆောင်ရှောက်မှုတွေကိုစနစ်တကျကုသခွင့်မရရှိပဲစစ်ကောင်စီခွင့်ပြုထား ားတဲ့ဆရာဝန်နဲ့စေမှုတွေမှာတက်စင်စေမိတို့နဲ့သာကုသခွင့်ပေးနေတယ်လို့ဖော်ပြထားပါတယ်။ဒါအပြင်မိသားစုနဲ့ထောင်ဝင်စာအဲ့တွေးခွင့်တွေကိုပိတ်ပင်ထားခဲ့ရတဲ့တဦးရဲသောနိုင်ငံ၏အကျဉ်းသားဖြစ်ပြီးစစ်ကောင်စီကဒေါက်ဆန်းစုကြည်ကိုရှိရွယ်ချက်ရှိရှိနဲ့စိတ်ပိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက်နေတယ်လို့ MPW ကထုတ်ပြန်ပါတယ်။ဒေါက်ဆန်းစုကြည်ကနိုင်ငံတော်အကြီးညိုပြက်စီဖို့လုံဆော်တယ်ဆိုပြီးပုံမှန်905ခါခွေဆက်သွယ်ဥပဒေပုံမှန်69ပို့ကုန်မြင်းဆောင်အတွင်းကုန်ဥပဒေပုံမှန်10တဘာဝပေးစီမံခံခွဲမှုဥပဒေပုံမှန်25အာဂရိ တိုက်ဖြတ်ရေးဥပဒေပုံမှန်55ရွေးကောက်ပွဲကော်မရှင်ပေါ်မလီယောဩဇာတုံးတယ်လို့ဆက်ဆွဲစတဲ့ရှားဆက်သက်ကြီးအဥပဒေပုံမှန်130ကကြီးနိုင်ငံတော်လိဝတ်ချက်များပေါက်ကြားခဲ့တယ်ဆိုတဲ့ဆက်ဆွဲချက်နဲ့လိဝတ်ချက်များအဥပဒေပုံမှန်31ကငယ် NLD အစိုးရလက်ထက်တဘာဝပိကင်စင်အတွက်အီတလီထုတ်ရဟတ်ရင်တစည်းငါးရံဝယ်ယူပြင်ဆင်သုံးဆွဲခဲ့ရဆိုပြီးရှားစတက်ကြီးအမှုအမှန်56မှာ90ထိဆွဲဆိုထားပြီးမတရားမိန့်များနဲ့စုစုပေါင်းထောင်နဲ့33နှစ်တိအမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။ 2023ဩဂုတ်လတရနေ့မှာဒေါအောင်ဆန်းစုကြည်ပေါ်ဆွေးဆိုအမိန့်ချထားတဲ့ပုံမှန်များထဲမှာတဘာဝပေးပုံမှန်25ပို့ကုန်သွင်းကုန်ဥပဒေပုံမှန်10ဆက်သွင်းဥပဒေပုံမှန်69နိုင်ငံတော်ကြီးညိုပြည့်စုံမှုပုံမှန်905ခါခွဲစတဲ့အမှုလေးမျိုးကိုလွတ်ငင်းခွင့်ပြုခဲ့တယ်လို့ထုတ်ပြန်ခဲ့တော်လဲလက်ရှိအချိန်ထိထောင်ဒဏ်28နှစ်ထိချမှတ်ခံထားဆဲဖြစ်ပါတယ်။ အစွန်မမိတ်များချမှတ်မှာစပူတီနီမျိုးနဲ့တရားသူကြီးဦးမောင်မောင်လွင်ဒက္ခိနာခရိုင်တရားသူကြီးဦးရွယ်လွင်မန္တလေးတိုင်းတရားလွတ်တော်တရားသူကြီးဦးမြင့်တန်းနဲ့မန္တလေးတိုင်းဒေသကြီးတရားလွတ်တော်တရားသူကြီးချုပ်တော်ခင်တင်းဝေတို့မှစစ်ကောင်စီဆန္ဒအတိုင်းတက်သွေးမသိမ်းလိုက်ပါဆောင်ရွက်ခဲ့ကြတယ်လို့ဆိုပါတယ်။ဒေါအောင်ဆန်းစုကြည်မတရားဖမ်းဆီးခံထားမှုကြောင့်ဖြစ်ပေါ်လာတဲ့နောက်ဆက်တွဲကိစ္စရပ်တွေမှာကာကွယ်ဦးစီးချုပ်မင်းအောင်လိုက်ဒုတိယကာကွယ်ဦးစီးချုပ်စိုးဝင်ပြည်ထဲဝင်စီဟောင်းစိုးထော်လက်ရှိအနာပိခံထားပါတယ်ပြည်ထဲဝင်စီဟောင်းရှာပြေးလက်ရှိနေဆက်ရဝင်ကြီးပြည်ထဲဝ ဝင်ကြီးထွန်းထွန်းနောင်ကစရာချောင်မှုတွေဖြစ်တဲ့ဒုတိယပုချုပ်ကြီးတန်းလိုက်ဒုတိယပုချုပ်ကြီးတန်းထွန်းဦးဒုတိယပုချုပ်ကြီးတေစာကျော်ဒုတိယပုချုပ်ကြီးဖုံမြအကျဉ်းဦးစီးဌာနညွန်ကြားရေးမှုချုပ်ဟောင်းစော်ဝင်းအကျဉ်းဦးစီးဌာနညွန်ကြားရေးမှုချုပ်မျိုးဆွေနေပြီးတော့အချုပ်ထောင်ပိုင်းထောင်ပိုင်ဦးသိန်းစောမောင်ဒုတိယထောင်ပိုင်ဦးကျော်သူရာဦးစည်းရာရှိဦးအောင်တန်းမြင့်လက်ထောက်ကြီးကြပ်ရေးမှူးကျော်မင်းထိုင်ဦးစည်းရာရှိတိုင်ကင်းမြင့်လက်ထောက်ကြီးကြပ်ရေးမှူးမေသူအောင်လက် တာဝန်ခံရမယ်လို့ MPW ကထုတ်ပြန်ထားပါတယ်အခြားပါဝင်ပတ်သက်ပြီးစစ်ကောင်းဆောင်လို့ကြာဆောင်ရွက်သူတွေလည်းများစွာရှိရလို့ဆိုပါတယ်ဒေါအောင်ဆန်းစုကြည်ကိုအာဏာသိမ်းစစ်ကောင်စီမှမတရားချုပ်နှောင်ထားမှုအကျဉ်းသားခွင့်ရပယ်ဖျက်မှုနဲ့စိတ်ပိုင်းဆိုင်ရာညှဉ်းပန်းမှုတွေပေါ်ပြည်ပြည်ဆိုင်ရာတိုင်ဝန်မှာပြင်းပြင်းထန်ထန်တုံ့ပြန်မှုတွေပြုလုပ်ဖို့နဲ့နိုင်ငံတကာဖွဲ့စည်းများနဲ့နိုင်ငံတကာခေါင်းဆောင်များထံသို့လည်းအောက်ပါချက်လေးချက်ကိုတောင်းဆိုထားပါတယ် ဒေါအောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားများကိုချက်ချင်းပြန်လွှတ်ရေးနိုင်ငံတကာခေါင်းဆောင်များအနေနဲ့စုပေါင်းတောင်းဆိုချက်ထုတ်ပြန်ပေးဖို့မြန်မာနိုင်ငံရှိအာဏာသိမ်းစစ်တပ်အပေါ်တန်တမန်ကြီးဖိအားပေးခြင်းအပြင်စစ်ကောင်ဆောင်များနိုင်ငံသားပြင်ပသွားလာမှုကိုကန့်သက်ခြင်းပြုဖို့ တောင်ဆန်းစုကြည်ကိုလွတ်လပ်တဲ့လူ့ကိုယ်ရင်ဖွဲ့များနဲ့ ICRC မှချက်ချင်းတွားရောက်စစ်ဆေးခွင့်ရရှိရန်တောင်းဆိုဖို့တောင်ဆန်းစုကြည်တို့ရဲ့ချိုးပေါက်ခံထားရတဲ့မိသားစုဝင်ဓမ္မမုတ်သက်ဆိုင်သူတွေနဲ့ထောင်ဝင်စာအဲ့တွေ့ခွင့်ကိုအကျဉ်းသားအခွင့်အရေးရအပြည့်ဝပေးဖို့အာနာသိန်းစစ်ကောင်းဆောင်များကိုဖိအားပေးတောင်းဆိုရန်တို့ကို MPW ကတောင်းဆိုထားပါတယ်။မြမအကျဉ်းထောင်တက်သည့် MPW အဖွဲ့အစည်းကအကျဉ်းထောင်များနဲ့ထိန်းသိမ်းရေးစခန်းများကိုစောင့်ကြည့်ခြင်းအကျဉ်းထောင်စနစ်များအတွင်ကလူ့ခွင့်ရချိုးပေါက်မှုတွေကိုမှတ်တမ်းတင်ခြင်းနိုင်ငံရေးအကျဉ်းသားများကိုကူညီဆောင်ရှောက်မှုပေးခြင်း များအဓိကဆောင်ရွက်နေတဲ့အချက်ဖက်ဖွဲ့စည်းဖြစ်ပါတယ်။ဒေါအောင်ဆန်းစုကြည်ရဲ့လက်ရှိအခြေအနေနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံအကျဉ်းသားများကွန်ရက် PBNN ဘဟုကော်မတီဝင်ကိုတိုက်ထုံးကလည်းကျန်းမာရေးဆိုးရွားတဲ့အခြေအနေဖြစ်နေလားဆိုတာမသိရတော့တဲ့အထိလျှို့ဝှက်ထားတာအင်မတန်စိုးရင်စရာကောင်းပါတယ်လို့ပြောပါတယ်။ဒါအပြင်ဒေါအောင်ဆန်းစုကြည်ကိုမတရားဖမ်းဆီးထိန်းသိမ်းထားတဲ့ဖြစ်စဉ်မှာပါဝင်သူများအလုံးထိုက်တဲ့နဲ့ဖြစ်တဲ့များပြန်လည်ပြီးနိုင်ဖို့နိုင်ငံတကာအတိုင်းဝန်းကိုလည်းအာယုံဆိုင်တောင်းဆိုဖို့ကိုတိုက်ထုံးကတိုက်တွန်းပါတယ်။ စစ်ကောင်စီကဖမ်းဆီးပြီးနှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားတဲ့ဒေါ်ဆန်းစုကြည်ပြီးခဲ့တဲ့ဇွန်လ19ရက်နေ့ကအသက်80ပြည့်ခဲ့ပြီးနိုင်ငံတကာတိုင်ဝန်နဲ့မြန်မာလူထုကလည်းမွေးနေ့ဆုတောင်းသိမ်းချီပြီးပြေးပို့ခဲ့ပါတယ်။မွေးနေ့ဆုတောင်းထားသူတွေကိုလည်းစစ်ကောင်စီကဖမ်းဆီးစစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့မော်ဘီမျိုးမရဲစကန်ကိုမင်းကညပိုင်းအဝေးထိန်မိုင်းနဲ့မိုင်းခွဲတိုက်ခိုက်တယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းမော်ဘီမျိုးနဲ့မော်ဘီမျိုးမရဲစကန်ကိုမိုင်းခွဲတိုက်ခိုက်ခဲ့ရာရဲတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းရန်ကုန်အာမီ YA တပ်ဖွဲ့မှ ာဝန်ရှိသူတောင်းကပြောပါရယ်ဇွန်လ29ရက်နေ့ည10:25မိနစ်ချိန်အကြံဖတ်စတက်လောက်ခန်းမော်ဘီမျိုးမရဲစခန်းမှာအဆောင်ရဲတွေကိုအဝေးထိန်မိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ရာရဲတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးလမ်းများပိတ်ဆို့စစ်ဆေးမှုတွေလုပ်ဆောင်ခဲ့ပါရယ်ညကမစ်ရှင်လုပ်တဲ့ချိန်မှာအဆောင်ရခတယောက်တော့တည်ရဲ့နောက် ပိုင်းလန်းတွေပိတ်ပစ်တာစစ်ဆေးတာတွေလောက်တာရှိရင်အဝေးထိန်းမိုင်းကိုလက်ပြမိုင်းကပ်ပြီးတိုက်ခိုက်တာဖြစ်တဲ့အတွက်ပြင်ရကတော့တော်တော်ပြင်းမာတဲ့အတန်လေးတော်တော်ကျဲတယ်ကျွန်တော်တို့ရဲဘော်တွေအားလုံးလည်းအေးဆေးပါပဲလို့ရန်ကုန် RBYA တပ်ဖွဲ့မှတာဝန်ရှိသူတွေကပြောပါတယ်အဆိုပါတိုက်ခိုက်မှုကို YA နဲ့အနောက်ပိုင်းခေဘက်ကဖရုပ်ပူပေါင်းပြီးတိုက်ခိုက်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်ရေးပျောက်ကြားရဲဘော်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်ရန်ကုန်မြို့ပြပျောက်ကြားရဲဘော်များအနေနဲ့စစ်ကောင်စီနဲ့ပတ်သက်တဲ့ပြစ်မှတ်များကိုဆက်လက်ပြီးတိုက်ခိုက်သွားမှာဖြစ်ကပြည်သူများအနေနဲ့စစ်ကောင်စီတပ်စခန်း ်းရေစကန်ဒေါက်တိုင်များအနီးတွာလာနေထိုင်ခြင်းမပြုကြဖို့အသိပေးထားတယ်လို့သတင်းမှာဖော်ပြပါရှိပါရရှင်။နှစ်ချင်းဆိုင်တွဲဆုံဆွေးနွေးဖို့အလို့အလာပြီလို့မင်းအောင်လိုင်ပြောလာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မျက်နှာချင်းဆိုင်တွဲဆုံဆွေးနွေးဖို့လိုအပ်လာပြီဖြစ်ကြောင်းစကောင်းစီကောင်းဆောင်ဖို့ကြုံမှုကြီးမင်းအောင်လိုင်ကဇွန်လ25ရက်မှာပြုလုပ်တဲ့ငင်းချိုင်းဖိုရမ်မှာမိန့်ခွန်းပြောကြားရမှာထည့်သွင်းပြောကြားခဲ့တာပါ။လူမှုစီးပွားဘဝလုံခြုံရေးနဲ့အမခံကြရရှိဖို့အဓိကဖြစ်ပါတယ်။အေဂျင်စွာနေထိုင်ပြီးကောင်းမွန်စွာဆောင်ရွက်နိုင်ခြင်းဖြင့်မိမိတို့ဘဝတိုးတက်မှုကိုရ ရှိမှဖြစ်ပါတယ်ဒီလိုအခြေအနေမျိုးဖြစ်ဖို့ဆိုတာကကျွန်တော်တို့အနေနဲ့မျက်နှာချင်းဆိုင်တွေ့ဆုံပြီးအမြင်ချင်းဖလှယ်ဆွေးနွေးသွားဖို့အမှန်တကယ်လိုအပ်နေပါတယ်လို့စစ်ကောင်ဆောင်ကပြောပါတယ်အဲဒီလိုမျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးဖို့မြောက်လိုင်းကပြောကြားခဲ့တော့လဲမြည်သည့်ဖွဲ့များနဲ့တွေ့ဆုံဆွေးနွေးမယ်ဆိုတာကိုတော့တိကျစွာပြောခဲ့ခြင်းမရှိပါဘူးဒါအပြင်မြန်မာနိုင်ငံပြည်တွင်းမှာတရုတ်အကူအညီရယူနေရတဲ့စစ်ကောင်ဆောင်မြောက်လိုင်းကပြည်ပဩဇာကံဖြစ်မသွားဖို့လိုအပ်တယ်လို့လည်း၎င်းဖိုရမ်မှာပြောကြားခဲ့ပါတယ် နိုင်ငံတကာဆက်ဆံရေးနဲ့ပတ်သက်ပြီးနိုင်ငံအများနဲ့တဟဆာတာဖြစ်နေဖို့လိုအပ်တာမှန်ပေမဲ့လည်းဩဇာကံဖြစ်မသွားဖို့အထူးသတိပြုကြမှာဖြစ်တယ်လို့စစ်ကောင်ဆောင်ကပြောပါရယ်အဆိုပါဖိုရမ်မှာပဲစစ်ကောင်ဆောင်ကငြိမ်းချမ်းဖော်ဆောင်ရမှာပြပဆွတ်ဖတ်မှုမရှိဖို့လိုအပ်တယ်လို့ပြည်တွင်းအနှောက်အယှက်များကင်းကင်းရှင်းရှင်းရှိရန်လိုအပ်နေလို့ပြောကြားထားတဲ့အပြင် တိုင်းရင်သားချင်းညီကိုချင်းချင်းပြည်ထောင်စုစိတ်တက်အရင်ခံပြီးနိုင်ငံရေးနည်းလမ်းတကြားတွဲဆောင်ဆွေးနွေးအဖြစ်ရှာနိုင်မှသာတည်တက်နဲ့ငြိမ်းချမ်းရရှိမယ်လို့လည်းပြောကြားထားပါတယ်။ဒီလိုစစ်ကောင်ဆောင်ကပြောကြားထားတော့လေလာရှုမျိုးပြန်လည်ရရှိဖို့အတွက်တရုတ်ကိုအကူအညီတောင်းခံခဲ့တယ်လို့စင်ရီအရလုံးဝမနိုင်တဲ့ DNL ၊ KYI နဲ့ AA တို့ကလည်းတရုတ်နိုင်ငံကဖိအားပေးဖို့စစ်ကောင်စီကအကူအညီတောင်းခံထားကြောင်းနိုင်ငံရေးလေလာသုံးသပ်သူတွေကထောက်ပြပါတယ်။ဒါ့ပြင်ပြည်သူများလက်မခံတဲ့ရွှေကောက်ပွဲကိုလည်းမဖြစ်မနေလှုပ်ဆောင်သွားမယ်လို့စစ်ကောင်စီကပြောကြားထား သလိုရွှေကောက်ပွဲမှာထွက်ပေါ်လာတဲ့အစိုးရကိုလည်းအာဏာလွှဲသွားမယ်လို့ပြောကြားခဲ့ပါတယ်။ငိမ့်ချင်းဖိုရမ်မှာဆရာနာသိမ့်မှုကိုလည်း2008ဖွဲ့စည်းဖို့တိုင်ပြုတ်လုပ်ခဲ့တယ်လို့ပြောကြားခဲ့တဲ့အပြင်လက်ရှိလှုပ်ဆောင်နေခြင်းတွေကအခြေခံဥပဒေကိုကျော်လွန်ခြင်းမရှိလို့လည်းစစ်ကောင်ဆောင်ကထက်ခါထက်ခါပြောကြားခဲ့ပါတယ်။ဒါအပြင်ငိမ့်ချင်းဆွေးနွေးပွဲများမအောင်မြင်ခဲ့ခြင်းက NLD အစိုးရနဲ့လွှတ်တော်မှုမှာဥပဒေကျော်လွန်လှုပ်ဆောင်ခဲ့ခြင်းတွေကြောင့်ဖြစ်တယ်လို့စစ်ကောင်ဆောင်ကဆွဆွဲခဲ့ပါသေးတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ပမော်တိုင်ပွဲကိုစစ်ကူပို့တဲ့လင်းရင်များပြစ်ချခံနေရလို့ရှေးချောင်းမှာစစ်ကူပို့ဖို့ စစ်ကောင်စီကျိုးပန်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဗမော်တိုက်ပွဲကိုစစ်ကူပို့ဖို့မြေပြင်ထောက်ပို့လမ်းကြောင်းများပိတ်ဆို့ခံထားတဲ့စစ်ကောင်စီကရေချောင်းမှာအင်အားဖြည့်ဖို့ကြိုးပမ်းနေကြောင်းသိရပါရယ်စစ်ကောင်စီကပင်ကင်းနဲ့ဇွန်လ22ရက်ကဝါခင်မာမြို့နယ်မှာနေပြီးအင်ယာရီမြစ်ကြောင်းတိုင်းစစ်တင်ပေါ်ဆက်နစီကိုဗမော်ကိုဥတီစေလုခဲ့ကြောင်းသိရပါရယ်စစ်တင်မော်ရီညာဦးနယ်ကိုကြော့ဖြတ်ပြီးတန်ချက်ကရှင်တွေကအစာတင်ပေါ်နဲ့တင်လာတာဗမော်မြို့ကိုတောက်လျှောက်တက်မဲ့သဘောရှိတယ်လို့စင်ရေးတဲ့တင်ရင်မြစ်တွေကပြောပါရယ် ဇွန်လ24ရက်နေ့မှာဆလင်းမြို့နယ်အတွင်းကိုအဆိုပါစီးရင်ဆက်နှစ်စီးရောက်ရှိလာပြီးတမယာကန်နဲ့ရှင်နန်ချောင်းကန်တို့မှာညအိတ်ရနာခဲ့ကြောင်းသိရပါရယ်။လေချောင်းမှာစစ်ကူပိုးအင်အားဖြည့်တင်ပြုလုပ်ခဲ့တော့လဲရဟန်းရင်နဲ့တိုက်ခိုက်ရင်ရင်တွေကိုကကြင်လွတ်လိုက်တက်မတော့ KAI ကပြေချနိုင်ခဲ့တဲ့အတွက်အခုလိုရေချောင်းမှာပါစစ်ကူပိုးပိုးစူးစမ်းနေတာဖြစ်ကြောင်းသိရပါရယ်။ရေရင်များပေါ်မှာရှိခါလက်နက်ခရဲနဲ့အင်အားဖြည့်စစ်ကူဖွဲ့များပြင်တန်ချက်ကရှင်တွေကိုပါတင်ဆောင်လာပြီးစစ်တင်ပေါ်များထွက်ခွာစဉ်ထီချိုင်ကတ္တာရွှေကူမြို့နယ်တို့မှာစစ်ကောင်စီတပ်များ တပ်ဖြန့်လှုပ်ရှားမှုတွေရှိနေကြောင်းဒေသခံတွေစီမံသိရပါရယ်ပြီးခဲ့တဲ့ဒီဇင်ဘာလ၄ရက်မှာစတင်ခဲ့တဲ့ဗမော်တိုက်ပွဲကပြီးခဲ့တဲ့မေလအတွင်းကတိုက်ပွဲအပြင်းထန်ပြန်လည်ဖြစ်ပွားခဲ့ပြီးအနည်းငယ်ပြန်လည်ငြိမ်သက်သွားပြီးအခုရက်ပိုင်းတွင်စစ်ကောင်စီဘက်ကစစ်ကြောင်းထုတ်မှုတွေရှိလာကြောင်းသတင်းအရင်းမြစ်တွေစီကသိရပါရယ်ပြီးခဲ့တဲ့2024ဩဂုတ်လအတွင်းကဗမော်မြို့ကိုစစ်ကူဖြည့်ဝချီတက်လာတဲ့စစ်သည်မော်တွေကိုထိကြိုက်နဲ့ကတားမျိုးနဲ့အယောက်မှာ KIA ပူပေါင်းတပ်ကဖျက်ဆီးနိုင်ခဲ့ပြီးစစ်သည်မော်၈စီးနဲ့တစီးသာဗမော်မြို့ကိုရောက်ရှိခဲ့တယ်လို့သတင်းမှာဖော်ပြပါရှိပါ ပါရရှင်